ခုတင်ဆက်ပေးမယ့်သတင်းကတော့ဌာနဆိုင်ရာအမည်ကိုသုံးပြီးတန်မိုးနဲ့အင်ယာစာချုပ်လင်းလဲရောက်ချသူကိုအမှုဖွင့်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လှိုင်သာယာနဲ့အင်းစိန်မြို့နယ်တွေမှာသက်ဆိုင်ရာဌာနရဲ့အမည်ကိုသုံးပြီးတန်မိုးနဲ့အင်ယာစာချုပ်လင်းလဲရောက်ချသူကိုတိုင်းဒေသကြီးဝန်ကြီးချုပ်မြို့တော်ဝန်တွေရဲ့ညွှန်ကြားချက်နဲ့မေလ9ရက်နေ့ကအမှုဖွင့်ထားတယ်လို့အင်ဂျင်နီယာဌာနအဆောက်အုံလက်ထောက်ဌာနမှဦးနေဝင်းရဲ့ပြောကြားချက်အရသိရပါတယ်။ဒီလိုအမှုဖွင့်မှုကိုလှိုင်သာယာရဲစခန်းမှာဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ တံမိုးနဲ့အင်အားစာချုပ်လိမ့်လည်ရောင်းချရမှာစာချုပ်တစ်စောင်ကိုကျက်3000နဲ့ရောင်းချခဲ့တာဖြစ်ပါတယ်ဒီလိုရောင်းချမှုအတွက်လှိုင်းသားရမှာဝယ်ယူခဲ့သူတဦးကရန်ကုန်မြို့တော်စီမံသားရဲကော်မတီကိုလာရောက်ဆောင်ဆန်းမှုပြုလုပ်ခဲ့တာကြောင့်သက်ဆိုင်ရာဌာနကနေတဆင့်မြို့တော်ဝန်ထမ်းတင်ပြပြီးညွှန်ကြားချက်နဲ့တရားစွဲဆိုမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်စာချုပ်လိမ့်လည်ရောင်းချရမှာဆောက်လုပ်ရေးဝန်ကြီးဌာနပြည်သူ့ဆောက်လုပ်ရေးနဲ့အိုးအိမ်ပြည်လဲထူထောင်ရေးရန်ကုန်မြို့တော်စီမံသားရဲကော်မတီ ်အင်ဂျင်နီယာနဲ့အဆောက်အုံဌာနအဆောက်အုံဌာနမူရရဲ့လိမ့်မှုချက်နဲ့စာချုပ်ပြုလုပ်ထားတာဖြစ်ပါတယ်။လိမ့်လေရောင်းချသူကလက်ရှိမှာ တံမိုးနဲ့အိမ်ယာတိုက်ခိုင်းနေရအတွက်စာချုပ်စလစ်ကိုကြက်3000နဲ့ရောင်းချတာဖြစ်ပြီး2014ခုနှစ်8လပိုင်း20ရက်ရက်စွဲနဲ့အဆိုပါတိုက်ခိုင်းများမှာစတင်နေထိုင်နိုင်မယ်လို့ပါရှိရဖြစ်ပါတယ်။အရေးကြငွေပေးချေမှုကိုတော့တိုက်ခိုင်းတွေမှာစတင်နေထိုင်မှသာနှစ်20စီမံကိန်းနဲ့ပေးချေရမှာဖြစ်ကြောင်းပြောကြားထားတယ်လို့ရန်ကုန်မြို့တော်စီပင်မှာလာရောက်စုံစမ်းမှုပြုလုပ်သူကပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့အဆိုပါစုံစမ်းမှုပြုလုပ်သူနဲ့နီးစပ်ရာစာချုပ်ဝယ်ယူထားသူတွေကိုလိန်လေသူက စာချုပ်အဆောင်20နီးပါအတွက်ရယူထားငွေတွေကိုပြန်လည်ပေးအပ်သွားတယ်လို့သိရပါဗျ။ဒီလိုငွေအပ်ရာမှာလိန်လေသူကအဆိုပါကိစ္စရဲ့အပေါ်သူ့အနေနဲ့လည်းအတိအကျမသိကြအောင်အခြားသူတို့ကရောင်းချခိုင်းတာကြောင့်ရောင်းချခြင်းဖြစ်ကြောင်း၎င်းမှာလှိုင်းတရာရှိရဲစခန်းဝင်းတစ်ခုတွင်နေထိုင်သူဖြစ်ကြောင်းပြောကြားခဲ့ပြီးသူ့ရဲ့နေရက်လိပ်စာအတိအကျကိုတော့အသိပေးခြင်းမရှိဘူးလို့သိရပါဗျ။ လက်ရှိမှာရန်ကုန်မြို့တော်အစီအမံတရားရေးကော်မတီအနေနဲ့တံမိုးနဲ့အင်အားတွေကိုဖော်ဆောင်လျက်ရှိပေမဲ့လည်းအခုလိုမျိုးပြင်ပမှာလိုက်လံရောင်းချစိမှုမျိုးတော့လုံးဝမရှိသေးဘူးလို့သိရပါရဲ့ရှင်။